ော်ကအာပြီးခဲ့တဲ့ interview တွေမှာလည်းပြီးခဲ့ကြတယ်ကျွန်တော်ဟာတာကားရိုက်တာနည်းပါတယ်ကျွန်တော်ရဲ့အပုံစံမှမဟုတ်ဘူးเนาะကျွန်တော် romance drama တွေအရင်များရတယ်ဆိုတော့ဒါတကယ်ကြီးနဲ့လည်းစုံပါတယ်ဆိုကျွန်တော်ရိုက်ကူကျွန်တော်ရိုက်ကူနေကြပုံစံမဟုတ်တဲ့အတော့ horror လည်းမဟုတ်ဘူး comedy လည်းမဟုတ်ဘူးပြီးတော့ဒီတန်ရောစင်ဘောင်တမတန်ရောစင်တွေလည်းပါတဲ့ခါကြတော့ဒီအာအများကြီးကျွန်တော်ရင်ခုံသွားပါတယ်ရိုက်ကူနေကြမဟုတ်တဲ့ပုံစံတစ်ခုကို presentation ချပြရတယ်ပြီးတော့အချိန်ကာလအပြင်လည်းနှစ်နှစ်ကျော်လောက်ဖြစ်သွားတဲ့အတွက် အာတချို့ plot လေးဆိုလို့ရှိရင်အဲ့လိုမျိုးဘလတ်ဆက်တော့မအောင်လဲစိတ်ပူတာလေးလည်းရှိတယ်ဟိုကြည်ပြီးတဲ့လူတွေရှိတာအာကြိုက်တယ်ဆိုတဲ့တင်လေးကြားရတော့တော့ကျေနပ်တင်ပါတယ်ဟာ तू ကတော့ကျောင်းတကယ်ကြီးက तू ကဇွဲတုံရတယ်လေဇွဲတုံရတယ် तू သူများလည်းပြောကြအကျန်အောင်အနေတီတယ်ပေါ့နော်မှန်တော့ तू ကအပြင်မှာပဲအနေတီတာဟော on scene မှာရောက်လို့ရှိရင် तू ရှီကအဲ့လိုမျိုး plot တွေအများကြီးရတယ် तू ထပ်ဖြည့်ပြီးလိုလိုက်တဲ့ဟာလေးတွေကတော်တော်ကောင်းအောင်လေးရှိတယ်ဥမာကူပေါ့နေတဲ့ ချူပါဖြစ်ရောနည်းလည်းလာရဲဆိုတာအတုစကားပေါ့တော့တော့ချောချောဆိုတော့ရှင်းနေပါဆိုင်လို့မဟုတ်မဟုတ်မဟုတ်ပါဘူးမိမရေသူဘလောက်ချောချောရောကြောက်ဘာမှလုံးလုံးမရဘူးဟာဒီမေဘောကဖြူဖြူဖြူချောချောနေနမိမကပြည့်ပြည့်ရောနည်းအလားတော့မိမကဘလို့မှမမိနိုင်ဘူးတော့တေချာတော့ဒီစကားရဲရင်တော့ drama ရဲ drama ရဲ drama ရဲ drama မှာ heavy drama ရဲမှာဟုတ်ပါဘူး ပြောပြီး happy drama ရယ်နော်ဟုတ်တယ်ဟိုအခုပဲတန်းညီနဲ့ပြောနေတာဒီခါရရင်လို့ romance လေကိုကိုလက်စာကလနာလေကောင်းနေဆိုတော့ drama ကိုနည်းနည်း challenge ဆိုပြီး heavy drama ရိုက်ပါလားလို့တန်းညီတော့ပြောပြောနေသူကလည်းအဲ့သူသူလည်းရည်ရွယ်ထားရှိတယ်ဆိုတော့ drama ရိုက်ကြမှာသင်ကတော့ကျွန်တော်တို့အာဒီနေ့ကယုံသုံးယုံပတ်မယ်ပေါ့နော်ယုံသုံးယုံပတ်မယ်ဒါကတော့ပထမဆုံးရောက်ရှိလာတဲ့ယုံပေါ့ဘာဖြစ်လို့ဒီလိုအစီအစဉ်လေးလုပ်ခဲ့လဲဆိုတော့အခုလိုမျိုးအလုံးခက်ခဲနေကြတဲ့အချိန်ကြီးမှာ เนาะငွေငွေကျမကြီးစီးပွားရေးခက်ခဲတဲ့အချိန်မှာကျွန်တော်တို့ကားလေးကိုသတိတရားတစ်ခုတည်းလာပြီးတော့အားပေးတဲ့တယောက်တူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်လာပြီးတော့နှုတ်ဆက်ပါပါကျေးဇူးတင်တဲ့စကားလိုက်ပြောတာဟုတ်ဝမ်းသာပါတယ်ဝမ်းသာပါတယ်ဆိုတော့ကျွန်တော်တို့ကကျော်ပြည်တဲ့နေရာမှာပိတ်သက်နေရာတဆင့်ကြံနေပဲတွေ့ရတာပေါ့နော် ရုပ်ရှင်ရဲ့သဘောတရားအရဆိုတော့ဒီလိုမျိုးဟိုလူကိုယ်တိုင်တွေ့ဖို့ကခက်ခဲတယ်ဆိုတော့အဲ့လိုခက်ခဲခက်ခဲတဲ့မှာပဲတကယ်ဟိုအားကျွမ်းတဲ့အားပေးဖို့ရောက်လာတယ်ဟိုကကျွန်တော်တို့ကဒါအ အရင်ကျေးဇူးတင်ပါကျေးဇူးတင်ရပါတယ်ဟုတ်ဒီတက်တင်လည်းလို့လေဘွန်းလေးလေးဖြစ်ရှင်လို့လည်းကျွန်တော်တို့ကယုံလေးတွေလာခဲ့ကြတာပေါ့လေအဲ့တော့ကိုကိုလာခဲ့ရတဲ့ရွေးချယ်လေးအထားများတဲ့တွေလည်းဝန်တာတယ်ပေါ့ဖြစ်နိုင်တော့တင်သမားယုံနေပါဘယ်ယုံနေတော့သွားကြတာပေါ့နော်လာကြည့်ရလူတိုင်းဒီလိုဒါကတော့ကျွန်တော်တို့လမ်းကြောင်းတင်တဲ့ယုံတွေတိုက်ဆိုင်တဲ့ယုံတွေပဲကျွန်တော်တို့သွားခွင့်ရတာပေါ့နော်ပြန်လာတော့အိမ်မြောင်ဇကားတင်ထားတဲ့ယုံတိုင်းယုံတိုင်းကပြိဿတ်တိုင်းပြိဿတ်တိုင်းတယောက်ချင်းစီတိုင်းကျေးဇူးတင်စကားလိုက်ပြောစင်တာတကယ်ပါချင်းမြတ်တယ် အများကြီးရင်ခွန်ပါပဲဆိုတော့ကျွန်တော်ကအာပြီးခဲ့တဲ့ interview တွေမှာလည်းပြီးခဲ့တဲ့အချိန်ကျွန်တော်ဟာတာကားရိုက်တာနည်းပါတယ်ကျွန်တော်ရဲ့အပုံစံမှန်မဟုတ်ဘူးเนาะကျွန်တော် romance drama တွေအရင်များရတယ်ဆိုတော့ဒါတကယ်ချင်းနဲ့လည်းဆုံသွားတယ်ပြီးကျွန်တော်တို့ရိုက်ကူကျွန်တော်ရိုက်ကူနေကြပုံစံမဟုတ်တဲ့အတော့ horror လည်းမဟုတ်ဘူး comedy လည်းမဟုတ်ဘူးပြီးတော့ဒီတန်ရောစင်ကောင်းတော့မှတန်ရောစင်တွေလည်းပါတဲ့ခါကြတော့လေအာ အများကြီးကျွန်တော်ရင်ခုံသွားပါတယ်။ရိုက်ကူးနေကြမဟုတ်တဲ့ပုံစံတစ်ခုကိုပရိသတ်ရှင်ချပြရတယ်။ပြီးတော့အချိန်ကာလအပြင်လည်းနှစ်နှစ်ကျော်လောက်ဖြစ်သွားတဲ့အတွက်အာတချို့ plot လေးဆိုလို့ရှိရင်အဲ့လိုမျိုးမလတ်ဆက်တော့မှာကိုလည်းစိတ်ပူရလေးလည်းရှိတယ်။ဟိုကြည့်ပြီးတဲ့လူတွေရှိတာအာကြိုက်တယ်ဆိုတော့တင်လေးကြားရတော့ကျေးဇူးတင်ပါတယ်။အိုးလင်းနေလိုက်တာကွာပူလဲပူတယ်။လင်းပူနိုင်ရင်ညာဒီနေ့အခုမှစုံတာလीစုံတယ်ဆိုတာဒီဟို ဒရိုက်တာတယောက်ဆောင်နေနဲ့ဆုံးတာပေါ့ဟိုတယောက်ဆောင်နေနဲ့ဆုံးဘူးလေနော်ဆုံးဘူးလေဆုံးဘူးလေဆိုတော့ဟိုတားကြီးခင်မာတွေကဆုံးပြီးတယ်ဆုံးလို့ရှိတယ်ကာကြီးကားဟုတ်တယ်ကာကြီးကဆုံးလို့ဆိုတော့ဒါတန်းကြီးကဒရိုက်တာလုပ်ပြီးတော့ကျွန်တော်ကတယောက်ဆောင်နေနဲ့ပရမတ်ဆုံးပြစ်တာဆိုတော့တန်းကြီးကိုလည်းမြင်နေကြသူကအဲ့လိုရိုမန့်စတလာလေးရိုက်တတ်တယ်ဒရမာဟိုနှစ်နှစ်ကာကာလေးရိုက်တတ်တယ်ဆိုတော့ဒီကောမဒီဖြစ်တော့သူတွေ့တော့စိတ်ခေါမှုကြီးတာပေါ့လေဒါမှလည်းအဆင်ပြေပါတယ်သူကောမဒီကလည်းသူများနဲ့မတူဘဲနဲ့ဟိုနည်းနည်းလေး တက်တက်ရဲလေးနဲ့ညင်ညင်လေးသွားတဲ့ကောမဒီမျိုးဖြစ်နေတာ။ဒီကဟိုပါကြည့်ရတာဟိုကန်းစားမှုတစ်ခုဖြစ်ပါတယ်။ကိုရီးယားမှာ G Dragon ရှိတယ်လို့ဒီနန်နန်းမှာ King Dragon ရှိတယ်ဟုတ်တယ်။ကန္တရာပြန်နန္တရာပြန်နန္တရာပြန်ရကုန်မဲနေလား။အော်မဲသလား။အနားမြောက်လာကျွန်တော်ကြောက်နေတော့မှာအဲတော့ဟိုလိုမျိုးဘယ်လိုခေါ်မလဲ။အရန်ကြီး ဟိုပေါ်တဲ့ဘက်ကိုရောက်သွားမှာကျွန်တော်စိတ်ပူတယ်ပြီးတော့အဲ့ဒါကိုတအားထိန်းလိုက်ပြန်လို့မကြီးရတော့မှလည်းစိတ်ပူတယ်ပေါ့နော်အဲ့ဒီနှစ်ခုရဲ့ balance ကိုကျွန်တော်ချိန်တဲ့ဘက်ကတော့ကျူးစားအောင်ပါပေါ့ဒီကားမှာတော့ပါတဲ့တရုတ်ဆောင်တွေအကုန်လုံးရဲ့အကြံပေးမှုကြောင့်တော်လေးအဆင်ပြေမှာတကယ်ကြီးကြံပါမယ်နောက်ကိုဂျူကာနောက်ကိုခင်လိုင်းကိုငဲကိုမိုးညိုအကုန်လုံးပေါ့နော်ပါတဲ့လူတွေအကုန်လုံးရဲ့အကြံဉာဏ်နဲ့ဆိုတော့အဲလည်းလေးတော့အဆင်ပြေသွားရပေါ့နောက်ကတော့ဘယ်လိုလာအောင်လဲမသိဘူးပေါ့ကိုကျဲတရားအောင်လို့ကြံနေရတယ်သူကတော့ ကျောင်းတကယ်ကြီးကသူကဇွဲဆောင်ရတယ်လေဇွဲဆောင်ရတယ်သူသူများလည်းပြောကြတယ်ကျန်အောင်အနေတီတယ်ပေါ့နော်မှန်တော့သူကအပြင်မှာပဲအနေတီတာပေါ့ on scene မှာရောက်လို့ရှိရင်သူ့ရှေ့ကအဲ့လိုမျိုး plot တွေအများကြီးရတယ်သူထပ်ဖြည့်ပြီးလုပ်လိုက်တဲ့ဟာလေးတွေကတော်တော်ကောင်းတာလေးရှိတယ်ဥမာခုပေါ့နေတဲ့ဖြူပဖြူနဲ့လာလဲဆိုတာအတုစကားပေါ့ဘာလို့ချက်ချက်ရှင်းနေပါဆိုင်လို့မမမဟုတ်ပါဘူးမိမရေသူဘယ်တော့ချက်ချက်ရောကြောက်ဘာမှလုံးလုံးမရဘူးဟာဒီမဲ့ဘောကဖြူဖြူဖြူချိုးချိုးနေတယ် နမိမပြုတ်ပြော်နဲ့အလှတော့မိမကိုဘလို့မှမမိနိုင်ဘူးဆိုတော့မင်းကိုယ်လည်းပြောရအောင်ရှိတာပေါ့တချို့အဖြုတ်ပြီးတော့လဲကျင်တဲ့ plot တွေရှိတာပေါ့ဒါပေမဲ့လည်းအချင်းကအရန်ကတ်သွားပြီဆိုတော့ဘာမှမတတ်နိုင်ဘူးပေါ့နော်ဟုတ်ပြင်မိကကတော့ကျွန်တော်တို့ဒီလိုပုံမှန် make up ကိုပဲအဲကျွန်တော်တို့စဉ်းစားတာကျွန်တော်တို့ကတရေကားအစစ်မဟုတ်တဲ့အတွက်ခလေးတွေပါကြည့်လို့ရအောင်ရေဒီနေနဲ့ပြောရင် PG 13ပေါ့ဗျာအဲခလေးတွေပါကြည့်လို့ရအောင်တစ်ချက်တစ်ချက်လည်းကြောက်စရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့တိုင်ပင်ကြရတယ် ဟိုစိတ်ဆူဒေါ်လာထွက်သွားတဲ့ချိန်ကျရင်တော့မျက်နှာတကယ်ကိုကြောက်စရာကြီးဖြစ်သွားမယ်။ပုံမှန်ချိန်မှာတော့ကြည့်လိုက်ပရဲဆိုတော့သိတယ်ဗျဒါပေမဲ့ကြောက်စရာကောင်းနေတယ်တကယ်လည်းမဖြစ်ချင်ဘူးတော့တကယ်ချင်းနဲ့တိုင်ပြီးမျိုးလိမ့်ကြသူတော်တော်ဒုက္ခခံရပါလေမိကချွေးတွေပြန်ပြီးတော့အစီတွေပြန်ပြီးတော့ဘေးကားတွေကတော့အားလုံးရိုက်ကြတော့ပေါ့အဲ့တော့ဒီဒီကားကြတော့လေတာညီနဲ့ပြောကြရအောင်ပါရတ်တလေးကလည်းအဲ့လိုမျိုးပေါ့နော်ဟို ကျွန်တော်ခံစားမိတာတော့ဟိုလိုက်ခြောက်တဲ့တည်းမဟုတ်လိုက်နှောက်နှောက်နှောက်တာပေါ့လိုက်နှောက်နေတာပေါ့နော်နည်းနည်းစလိုက်နှောက်လိုက်ဖြစ်နေတဲ့တည်းပုံစံမျိုးလေးတွေ့ရဆိုတော့ဟိုတန်းရင်လည်းဒါပြောရင်းနဲ့ဇက်လေးပြောရင်းနဲ့အဲ့လိုမျိုး character ကိုအဲ့လိုလေးတစ်ခုခွဲခြားလိုက်တာပေါ့လေအဖြူလေးလေးလိုက်တယ်ဒါပေမဲ့ဒီနားမှာအကျော်လေးထားလိုက်တယ်အကျော်ရည်ရယ်ဆိုတော့လေဟိုကြောက်စရာကောင်းလောက်တဲ့ခက်ထန်နေတဲ့အာမျိုးမဟုတ်ဘဲနဲ့ကြည်လိုက်လို့ရှိရင်ကတ်တုန်းကတ်တုန်းကတ်တုန်းเนี่ยတည်ရဲတွေလို့ဖြစ်နေတာလေကတ်တုန်းကားတွေကတည်ရဲတွေလို့ဖြစ်တယ်အဲ့လိုဟာလေးဆိုတော့ကလေးလေးကြည်လို့ရမယ်မိသားစုလာကြည်လို့ရမယ်ဟို တေကမျိုးလေးဖြစ်သွားတာပေါ့လေကျုပ်တို့နေနေရကျုပ်မိသားစုပိုင်းနဲ့ကာကွယ်ရမှာကျုပ်တို့မှာတာဝန်ရှိတယ်ဒါတော့ဒီတကရဲရင်တော့ drama ရဲမှာပါငယ်လေးတော့ drama drama မှာ heavy drama ရဲမှာဟုတ်လားကြောက်ရအောင်ပြောဟဲ့ပြီးဒရမာရောဟုတ်တယ်ဟိုအခုပဲတန်းညီနဲ့ပြောနေတာဟိုဒီဟာရရင်လို့ romance လေကိုကိုလက်စာလနာလဲကောင်းနေရဆိုဒရမာကိုနည်းနည်း challenge ဆိုပြီး heavy drama ရိုက်ပါလားလို့တန်းညီတို့ပြောတယ်ပြောတယ်သူကလည်းအဲ့သူသူလေးရည်ရွယ်တာရှိတယ်ဆိုတော့ ရာမာရိုက်ကြမှာဒီကကျွန်တော်တို့နေ့အောင်လောဒရာမာကိုအားတိုင်မှာလို့ကျင်နေနော်အဲ့လိုဝင်နေရဒီဟာနဲ့ပဲဝင်ရကြီးလိုက်ကြီးလိုက်လို့ရှင်အဲ့လိုနင်းနင်းတီးတီးဖြစ်ပြီးတော့တခုခုရင်ထဲမှာအဲ့လိုမျိုးစိုးနေပြီးတော့ယုံနေကပြန်ထွက်လာရတဲ့ feeling မျိုးကြိုက်ကြိုက်တယ်ကိုယ်တိုင်လည်းအဲ့လိုမျိုးရုပ်ရှင်ကားတကောင်သွားကြည့်ပြီးယုံနေနေပြန်ထွက်လာဟာသားကတော့ရီမယ်ပြီးရင်ပြီးသွားမယ်ပေါ့နော်မေးပြီးတော့ပေါ့ပါပါလီပြီးသွားမယ်ပေါ့အဲ့လိုမျိုးဆိုတာအဲ့လိုကြည့်ပြီးတော့မှအဲ့လိုယုံနေကနေပြန်ထွက်လာရင်ခေါင်းလေးငိုက်ဆိုင်ချရပြီးတော့လေးလံပြီးတော့အတွေးတွေနဲ့ပြန်သွားအဲ့လိုကားမျိုးရိုက်ချင်တာပေါ့နော် ွာစီစီရင်အောင်လုပ်ခဲ့ဆိုတာထက်လေတခုခုလေးဖြစ်သွားပြီစင်တာရတာတခုရတာတခုရင်နေရောက်ဒီကားလေးမှာဆိုလို့ရှင်လေအဲကျွန်တော်ဗာလေးကြိုက်တယ်ဆိုတော့ကြံ့ပြောစားလေးကြိုက်တာလူဟာမသေးခင်မှာကိုလှုပ်ရှင်တာလေးဒီကိုရဲ့ဝါသနာတွေရှိမှန်းချက်တွေအိမ်မက်တွေအကောင့်ထဲပေါ်ကြပေါ့နော်ပြီးသွားပြီးဘာမှလုပ်လို့မရဘူးဆိုတော့အဲ့စကားလေးတခွန်းကိုကျွန်တော်တော်ကြိုက်တယ်ဟုတ်တယ်ဟုတ်တယ်အဲစိတ်ကျွန်တော်တို့အာဆက်စားရအောင်တခဲနေကြတာဆိုတော့တိပါတယ် အာပြင်တစ်ခါထွက်ဖို့ခက်ခဲနေကြတယ်ဆိုလည်းပြီးပါရာဒီဥဒုကလည်းအရန်ပူပါတယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာလာကြည့်ပေးကြတဲ့တူဦးတယောက်ချင်းဒီကောင်ကိုလည်းကျေးဇူးတင်ပါတယ်မလာကြည့်ပြတဲ့လူတွေအကုန်လုံးကိုလည်းနားလဲပါတယ်ကျွန်တော်တို့စ조사မှုလေးကိုနည်းနည်းပါးပါးတီးမှတ်ပြုရဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခုနပြောသလိုပေါ့ကျွန်တော်ဒါသေးကားကြီးကြားရမှာမှယဉ်ကျေးလေးနဲ့ မိသားစုလိုက်ပြပြရွှင်ကြည်နူးလေးကြည်လို့ရမယ်တဲကားလေးဖြစ်ပါတယ်အဲ့လိုပုံစံမျိုးကိုရခိုင်တို့အများဆုံးဖန်တီးထားတဲ့တဲကားလေးပါအဲ့တော့ကျွန်တော်တို့ဒီအင်းမြောင်တဲကားလေးကိုဒါအားလည်းရလေးမှာမိသားစုပန်းဖြေပွဲအနေနဲ့လာရောက်တည်ရှိဖို့ဖိတ်ခေါ်ပါတယ်